ကမ္ဘာဘလုံးအတွက်ကြီးမားတဲ့အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်ဒါကဒေါ်နယ်ထရန့်အတွက်လည်းကြီးမားတဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်အဖြစ်ပြက်နှစ်ခုဒီပိုင်းနဲ့ဝါရှင်တန်ကကနေဒီစင်တာမှာဖြစ်ပွားခဲ့ပါတယ်ဖရော့ဆိုအဖြစ်ပြက်က2026ဝဲခါပြက်ပထမအဆင့်အတွက်အဖွဲအုပ်စုခွဲယူပွဲဖြစ်ပါတယ်ဒုတိယအဖြစ်ပြက်ကတော့ဖရော့ဆုံ Fever Peace Prize ကိုအမေရိကန်ရဲ့55ဂျိမ်မြောင်းနဲ့58ဂျိမ်မြောင်းတမနာမစ္စတာဒေါ်နယ်ဂျေထွန့်ကိုချီးမြှင့်ခဲ့တာဖြစ်ပါတယ် ဖီဗာအိုဂရနက်ထွန်ဂျက်တငယ်ချင်းဂျာနီအင်ဖန်တီနိုကထွန်ဂိုနိုဘယ်ပရစ်ပရိုက်မရခဲ့ပြီးတဲ့နောက်မကြာခင်မှာပဲဒီဆုကိုဖန်တီးခဲ့တာဖြစ်ပါတယ်။သူကဒါကတင်းရဲ့ငင်းချန်ယေစုဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။ထွန်ဝုစင်ဘူလပါရမရတခုရှိတယ်လို့လည်းပြောခဲ့ပါတယ်။ထွန်ကဒီဆုဟာသူ့ဘဝရဲ့အကြီးမားဆုံးဂုဏ်တွေထဲကတစ်ခုဖြစ်တယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့လူတန်းပေါင်းများစွာကိုအသက် ကက်တင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်ကွန်ဂိုကိုဥမာပေးပြီးလူ၁၀တန်းကျော်တည်ဆုံးခဲ့ပြီးနောက်ထပ်၁၀တန်းချက်ချင်းတည်ဆုံးတဲ့မယ်လို့ပြောခဲ့တယ်အဲဒါကိုရပ်တန့်နိုင်ခဲ့တယ်လို့ဝန်တာတယ်လို့ဆိုပါတယ်အိန္ဒိယပါကစ္စတန်နဲ့ချာစစ်ပွဲတွေအများကြီးကိုလည်းဆုံးသတ်နိုင်ခဲ့တယ်လို့လည်းပြောခဲ့ပါတယ်ဖီဗာရဲ့ကျင်းဝတ်စီကံရပါဝင်သူတွေနိုင်ငံရေးပဲမလိုက်ရပါဘူးဒါပေမဲ့ဆုံးသတ်ဆွေးယူပွဲကကနေဒီစင်တာထဲမှာဖြစ်နေတာကိုက နိုင်ငံရေး message တခုပို့နေပြီဖြစ်ပါတယ်။ Trump ကအရင်ခေါင်းဆောင်တွေကိုထုတ်ပြပြီးဒီရင်ကျင်းမှုဖို့ဌာနရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။တမန်တော်ကဆွေးယူပွဲကို Washington မှာလုပ်ရမယ်လို့တောင်းဆိုခဲ့ပါတယ်။ American 2026 World Cup ကျင်းပမဲ့ Asian နိုင်ငံ၃နိုင်ငံထက်ကတနိုင်ငံပဲဖြစ်ပါတယ်။ Mexican တမန်တော် Claudia Sheinbaum နဲ့ Canadian ဝန်ကြီးချုပ် Mark Carney တို့က Trump နဲ့အတူစင်ပေါ်မှာပါဝင်ပြီးဂုဏ်ပြုခဲ့ကြပါတယ်။ သူတို့နိုင်ငံတွေမှာဂုံတွယ်ရေးအငြင်းပွားမှုလေးရှိနေခဲ့ပါတယ်။ထရန်ကထိတ်တန့်48အဖွဲ့ဟာ North America ကိုရောက်လာမယ်။ဒါတမိုင်းမှာအကြီးမားဆုံးအဖြစ်ပြက်ဖြစ်လာမယ်လို့ပြောခဲ့ပါတယ်။ show ထဲမှာအဆင်ပြေတဲ့အချိန်တွေအများကြီးရှိခဲ့ပါတယ်။အစီအစဉ်တင်ဆက်သူတွေက super model Heidi နဲ့ American Theo Song Kevin Hart နဲ့ Danny Ramirez တို့ဖြစ်ပါတယ်။ဒီကိုပိုင်းမှာ The Valley People ကစီမောတဲ့ဘူးအချိန်လွှဲသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့က ဓမ္မထွန်ကိုအကအခွန်နဲ့ဂုံပြုခဲ့ပါတယ်သူတို့ရဲ့တခြင်း YMCA ဟာထွန်ရဲ့ညာဘက်နိုင်ငံရေးစုဝေးပွဲတွေမှာမကြာခဏသုံးခဲ့တဲ့တခြင်းဖြစ်ပါတယ်အခုဒီတခြင်းကိုအခမ်းအနားကိုညီကုံချုပ်ဖို့နဲ့ကမ္ဘာကောင်းဆုံးအားလုံးကိုခွဲခွာဖို့အတွက်အသုံးပြုခဲ့ပါတယ်